မြန်မာမီဒီယာဒီဘယ်တော့မှလုံလောက်တဲ့ professionalism မဖြစ်ခဲ့ဘူးလို့ပြောကြတယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဝါရဖြန့်ချီနေအသားကြတယ်။ဝါရဖြန့်ချီနီးနာနေနေပဲအသားကြတဲ့အခါကျတော့ဒီစစ်အုပ်စုကိုပြန်ပြီးတော့တွန်းလှန်ပါတယ်ဆိုတဲ့သူတွေတဲမှာတောင်းမှပြန်ပြီးတွန်းလှန်တဲ့အခါမှာဝါရဖြန့်ချီနီးနာကိုပြန်သုံးတယ်။ဆိုတဲ့အာမျိုးတွေကိုတွေ့ရတယ်ပေါ့နော်။ တက်တက်ကြွကြွမချတော့ပဲနဲ့လွလွယ်နဲ့ပေါ့နော်မရွေးချယ်တော့မယ်နဲ့သူမျက်စိရှိရောက်လာတဲ့အရာတွေနောက်ကိုပဲလိုက်လာတဲ့အခါကျတော့အလိုလိုနေနဲ့ဟိုဝါရဖြတ်ကြည်သားကောင်တစ်ဖက်ကဖြစ်တယ်လို့တစ်ဖက်မှာတော့ professionally တေချာစူးစမ်းထားတဲ့ mainstream media တွေကသူတို့ရဲ့ဝင်ငွေတွေရော့ကြလာတာနဲ့အမြန်ပေါ့နော်တကယ် professionally ဟိုအားကောင်းနေပေါ့နော်တဲ့နောက်ဒီခတ်မှုလို့အဲဒီဒါတွေခတ်မှုလို့ပေါ့နော်အဲရုံးကန်လာ ရက်တီရှင်တန်မှုလို့ပေါ့နော်အခုဆိုလို့ရှိရင်ဒီဘက်ခင်မှာဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဟိုမီဒီယာကြီးတွေကိုနိုင်ကရက်တီဖို့ခတ်လာတယ်ပေါ့နော်အဲ့လိုမျိုးသူတို့ကအားနည်းလာပြီးတော့ရက်တီဖို့ခတ်လာတာ ਨੇ အမျှတစ်ဖက်ကဟို professionally မဟုတ်တဲ့ပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့မီဒီယာတွေကလည်းပို့ပြီးတော့ပွာလာအဲ့တော့လူတွေကတဖြည်းဖြည်းနဲ့ဟို ဝေဝါလာပြီးတော့သူတို့ရဲ့သုံးစွဲမှုပေါ့နော်ဒီ information consumer တို့အဲဒီ media consuming တို့လုပ်တဲ့အခါဒီမှာသူတို့သုံးစွဲမှုတွေမှာတက်ရောက်မှုတွေအများကြီးရှိလာတယ်အဲ့တော့ဝါရပြန့်ကြီးကတနည်းအားဖြင့်ပြန်ပြီးအောင်မြင်လာတယ်ပေါ့နော်နိုင်ငံရေးရပဲဖြစ်ဖြစ်စီးပွားရေးရပဲဖြစ်ဖြစ်ပေါ့ လေး၅၆နှစ်ဟာလာ trend တစ်ခုကိုဟိုကောင်းကောင်းတိဆောက်ပြီးတော့ရွေးလို့ရတဲ့ဟာကိုမရွေးပဲနဲ့ပေါ့နော်နောက်နှစ်50 60နောက်ပြန်သွားမဲ့လမ်းကိုရွေးခဲ့တဲ့နိုင်ငံမျိုးဖြစ်နေတာပေါ့ဆိုတော့ဟို ဒါကလည်း popular ဖြစ်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်။ကဘာကြီးမှာလည်းအဲ့လိုမျိုးတဖြည်းဖြည်းနဲ့ပေါ့နော်လူတွေရဲ့အဲစဉ်းစားပုံတွေကပို့ပြီးတော့ဟိုအတ္တကိုအခြေပြုတဲ့စဉ်းစားပုံတွေဖြစ်လာကြတယ်ပေါ့နော်။အဲစီမင်းစည်းကမ်းတွေဥပဒေတွေပြဋ္ဌာန်းထားလို့သာဟလာဘလို့ကြိုးစိုးတဲ့ခွဲခြားဆက်ဆံမှုမလုပ်တင်ဘူးလို့ဘလို့ပြောပြောပေါ့နော်။လူအဖွဲ့စည်းရဲ့ net shine နဲ့တန်တီမှာလာပြီးတော့ ဒီစိတ်ကူးစိတ်တမ်းတွေကကြံနေသေးတယ်ဆိုတာကိုသွားတွေ့ရတာပေါ့เนาะဒါကဟိုအော်စရာတော့မဟုတ်ဘူးပေါ့เนาะဒါကြောင့်လည်းတစ်ခါတလေကျွန်တော်တို့ကဟိုပြောလို့ရှိရပေါ့เนาะဥပဒေကိုဟိုလိုက်နာဖို့ဥပဒေကောင်းနေပေါ်ဖို့ဆိုတာကအရေးကြီးတယ်ပေါ့เนาะတရားဥပဒေစိုးမိုးမှုဆိုတာအရေးကြီးတယ်ဒါပေမဲ့တကယ့်အရေးကြီးဆုံးကတော့လူတွေကျင့်ဝတ်ကို ဟိုခါဟုပစိုးလို့ပေါ့နော်ကျွန်တော်တို့ဟိုဗုဒ္ဓဘာသာစကားနဲ့ပြောရင်တော့တီလပေါ့နော်တီလတို့ကျွတ်မှုတို့ခါဟုပစိုးလို့မြဲဖို့ကပို့အရေးကြီးတယ်ပေါ့နော်အဲဆိုတော့ဥပဒေကိုကြောက်လို့မြုံထားတာပဲရှိတယ်ဟိုတိတ်တဆိတ်လက်ခံနိုင်ရတာပဲရှိတယ်တကယ်မြေပြင်မှာမကျင်သုံးနိုင်တဲ့အတွက်ကြောင့်မလို့တစ်ချိန်ကြာတော့ဒါတွေကိုခုနလို populist တွေလက်ရဆုံးနေရအသုံးချပြီးတော့ပေါ့နော်လူတို့ပြန်လှုံ့ဆော်လိုက်တာပဲပေါ့နော်အဲ့ဒီဟာရဲ့ဒဏ်ကိုတော့ကျွန်မတင်တဲ့တစ်ကဘာလုံးခုခံနေရတာပါ